ထောက်သမီးတို့အားလုံးမင်္ဂလာပါဆရာကဆရာစင်မှာ grade 7တင်ချာတင်ယူတဲ့များကိုမျှဝေတင်ကြပြပါမယ်ဆရာရဲ့မျှဝေတင်ကြမှုလေးကိုနှစ်သစ်တဲ့အကျိုးရှိတယ်ဆိုရင် like and subscribe လေးလုပ်သားပေးနော်အဲ့ဆရာတို့ဒီနေ့လေ့လာရမယ့်သင်ခန်းစာကတင်ချာနေ့ရဲ့အခန်းတိ1.4နာမည်စုကံများဆောက်လုပ်စေတာချင်းသင်ခန်းစာတွေကမှဆရာတို့1.4.2နီးစံအနား2ခုနဲ့တောင်းပြန်မြင့်တစ်ခုပေးထားတော့နာမည်စုကံဆောက်လုပ်စေတာနေ့ကိုဆရာတို့လေ့လာရမှာဖြစ်တဲ့ဒါဆိုဆရာတို့သင်ခန်းစာကြီးလေ့လာတဲ့အခါမှာ ကျွန်တော်မသင်္ကန်းစာရဲ့ရည်ရည်လေးရှိတယ်။ဒါဆိုရင်ဒီနေ့သင်္ကန်းစာလေးရဲ့ရည်ရည်လေးကဘာလဲဖြစ်မယ်လို့ထင်မယ်။ဟုတ်တာဘောသင်္ကန်းစာရဲ့ကောင်းစဉ်လေးပဲပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ဤဇာအနာနှစ်ခုနဲ့တောင်းချမြင်ပေးထားတဲ့အနေမြန်စတုကန်ကိုဘယ်လိုဆောက်လုပ်ဆွဲသားရမလဲဆိုတာဆရာတို့အတူတူလေ့လာလိုက်ကြရအောင်။ကဲဟုတ်ပါပြီ။ဒါဆိုရင်ဒီပုံလေးကဘာပုံလေးလဲ။အနေမြန်စတုကန် ါ့နော်ဟုတ်တယ်အလွယ်လေးပဲနော်အဲ့တော့နဗျန်စတူဂန်ကတော့ទីပါတယ်ကလေးလေးလည်းទីတာဆိုတော့ဆရာတို့တပည့်တွေလည်းទីမှာទីမှာပါနော်အဲ့တော့ဆရာတို့နဗျန်စတူဂန်မှာဟုတ်ပြီဆရာတို့နဗျန်စတူဂန်လေးကနာမည်ပေးထားတဲ့ A B C D အဲ့ဒီ A B C D မှာဆရာတို့ကဒေါင်းစုံလေးဘယ်နှခုရှိလဲဒေါင်းစုံလေး၄ခုရှိတယ်ဟုတ်ပြီဒါဆိုရင်ဒေါင်းစုံလေးခုမှာဟောဒီ A ဒေါင်းစုံလေးကိုဖြစ်ပေါ်စေတာဘယ်နားနေရာဖြစ်ပေါ်လာလဲဆိုရင်ဟောဒီ AB အနာလေးနဲ့ AD အနာလေးနှစ်ခုကြောင်းမလို့ဆရာတို့က ပုံတောင်စုံလေးကိုဖြစ်ပေါ်စီတာဟိုအဲ AB နားလေးနဲ့ AD နားလေးနဲ့စုံတဲ့နေရာမှာဆရာတို့ကတောင်စုံလေးဖြစ်ပေါ်စီတယ်လမ်းနှလမ်းဆိုရင်လည်းပဲဆရာတို့တောင်စုံလေးဖြစ်ပေါ်စီတယ်အဲ့တော့ဆရာပထမဆက်သင်ခန်းစီမှာလည်းပဲအဲဆရာတို့နိစ္စအနာအကြောင်းပြောပြီးသွားပြီအဲ့တော့ဆရာတို့သင်ခန်းစာလေးပြန်တွေ့ရမယ်ဆိုရင်ဘုံတောင်စုံလေးဖြစ်ပေါ်စီတဲ့အနာနှစ်နာကိုဘာလို့ခေါ်လဲနိစ္စအနာလို့ခေါ်တယ်ဒါကြောင့် AB နဲ့ AD သည်နိစ္စအနာဖြစ်တယ်နောက်ထပ်ဟောဒီ B တောင်စုံလေးကိုဖြစ်ပေါ်စီတဲ့အနာနှစ်နာ AB နဲ့ BC သည် နီးစပ်အနားဖြစ်တယ်။နောက်တစ်ခါတော့ဒါတော့ဟောဒီ C down zone လေးကိုဖြစ်ပေါ်စေတဲ့အနားကနာ BC နဲ့ DC ကိုဆရာတို့ကနီးစပ်အနားလို့ခေါ်တယ်။နောက်တစ်ခါဟောဒီ AD နဲ့ DC ဒီလည်းပဲဘုံတော် zone လေး D ကိုဖြစ်ပေါ်စေတဲ့အတွက်နီးစပ်အနားဖြစ်တယ်။ဟုတ်ပြီနော်။ဒါဆိုနီးစပ်အနားကဘာတွေလဲဆိုရင်ဘယ်လိုပြောရမလဲ။ပြောတတ်ပြီလို့ဆရာယုံကြည်ပါပြီ။ဟုတ်ပြီနော်။အဲ့တော့နီးစပ်အနားတွေသိသွားဒီနေ့ဆရာတို့ကနီးစပ်အနာနဲ့ဂျောင်းနှောင်းကပထမသင်ခန်းစာမှာလေ့လာပြီးသားပြီအခုဒီနေ့ကနီးစပ်အနာအဲ့နှစ်ခုနဲ့ပါနဲ့ပေးထားပါလေဆိုတော့ တောင်ပြန့်မြင်နဲ့ပြီးထားတဲ့သင်ခန်းစာလေ့လာရအောင်အဲ့တော့ဆရာတို့ဒီလိုမျိုးတောင်ပြန့်မြင်လေးပြီးထားတဲ့အနက်ပြန်စတုဂံကိုမလုပ်ရမလဲဆွဲတားရမှာဒါဆိုရင်ဆရာတို့ကတောင်ပြန့်မြင်နဲ့နိစ္စန်နာနှစ်ခုပြီးထားတဲ့အနက်ပြန်စတုဂံကဘယ်လိုပုံလဲဆိုတာဆရာတို့သိသွားရင်လက်တွေဆွဲတားကြရအောင်အဲ့တော့ဘယ်လိုဆွဲရမလဲစပြီးတော့လေ့လာလိုက်ကြရအောင်ဟုတ်ပြီဒါဆိုရင်ဆရာတို့အဲ့ဒီဥပမာလေးနဲ့ဆရာတို့လေ့လာကြမယ်။အနေနဲ့စတုဂံ ABCD တို့နာမည်ပေးထားတယ် ABCD ပြောထားတယ်ဒါဆိုရင်ဆရာတို့ပုံချမ်းလေးဆွဲရမယ်အဲ့တော့ဒီဇိုင်းဆွဲရမယ်အဲ့တော့မှဆရာတို့ကအစာအုပ်တွေဆောက်လို့ရှိရင်လည်းဆရာတို့ဘာလို့ရလဲဒီဇိုင်းဆွဲရတယ်အခုလည်းဆရာတို့ဒီသင်ခန်းစာတွေလေ့လာတဲ့အခါမှာအကြောင်းသင်ခန်းစာတွေကပုံစံတွေဒီဆရာတို့ကပြဿနာအတုတွေဖန်တီးပေးထားတာဖြစ်တယ်ဆရာတို့ရဲ့လက်တွေ့ပုံအားမှာကြုံတွေ့ရမယ့်ပြဿနာစစ်တွေဖြေရှင်းတတ်ဖို့ဖြစ်တယ်အခုလည်းပဲဆရာတို့ဒီတီဆောင်ရမယ်နေပြန်စတုကန်တီဆောင်ရမယ်လက်တွေ့ပုံအားမှာဆရာတို့ကတီဆောင်တတ်ဖို့အတွက် စာအုပ်ထဲမှာဆရာတို့ပြဿနာနေရင်ဘာလုပ်မလဲဖြေရှင်းပြန်ရမယ်အဲ့တော့ Navian Student ABCD ဆိုတော့ဆရာတို့က Navian Student လေးပုံကျမ်းလေးဆွဲလိုက်မယ်နံပါတ်ပေးလိုက်မယ် A B C D Navian Student လေးနံပါတ်ပေးပြီးပြီအဲ့ဒီမှာဆရာတို့က AB နားလေးနဲ့ AD နားလေးနဲ့မှာ AD နှစ်ခုစလုံးမှာပုံဖြစ်နေတယ် ါကြောင့်သူဒီဘုံတော်ဆုံးလေးဖြစ်စေတယ်ဆိုတာတန်သိရမယ်။ဒါကြောင့်အဲဒီ AB နဲ့ AD ဒီနီးစပ်အနာဆိုပြီးဆရာတို့ဆုံးဖြတ်တတ်ရမယ်။ပြီးတော့ရင်ဆရာတို့နောက်မှရှိနေတဲ့ဟောဒီ B လေးနဲ့ဟောဗျာဟောဒီ B လေးနဲ့ဒီက D လေးနဲ့ဒီပါလို့ထားတာလေဆက်ထားတာဖြစ်တယ်။ဗီဒီယိုပေးထားတာဒါဒီသူဒီဘာဖြစ်လဲ။နောက်ဖြတ်မြင်ရင်ဆိုဆရာတို့သိရမယ်။ဟောဗျာနော်။ဒါဆိုဆရာတို့သူပေးထားချက်လေးတွေဆရာတို့ like ထည့်မယ်။ AB က6 cm ဆိုတော့ကွာ AB က6 cm တခါလေးရေးလိုက် ီနိုင်ရင်ဆရာတို့က AD လေးက3.5ဆိုတော့3.5တခါလေးရေးလိုက် DY5 cm ဗီနိုင်ရင်ဆရာတို့တွေတောင်ပြန်မြင်လေး BD ဆိုတော့ B နဲ့ D နဲ့ဆင်လိုက်တောင်ပြန်မြင် BD ကဘယ်လောက်ပြီးထားတာလဲဆိုတော့5 cm ဟောဒါဆိုဆရာတို့ကပုံကျန်းလေးတိသွားပြီဆိုရင်ဆရာတို့ဘာပြင်လို့ရပြီလဲဒီဆောက်လို့ရပြီဆောက်လို့လို့ရပြီဟုတ်ပြီเนาะဒါဆိုဆရာတို့ပထမတစ်ဆင့်ဟောဒီအောက်ဆုံးကဘာကိုဆွဲရမလဲ AB လေးကိုဆွဲရမယ် AB လေးကိုဆွဲရမယ်ဒါကြောင့်မလို့ဆရာတို့ကပထမဆုံးမြင်းမိုက် AB လေးကိုဆရာတို့ဆွဲမယ်6 cm ဆွဲမယ်ဒါကြောင့်ဆရာတို့ပေလံလေးတွေယူလိုက်မယ်

ော့ AB 6 cm KB 6 cm ပြီးတော့ရင်ဆရာတို့ရေနောက်ထပ် A ကိုပို့ပြပြီးတော့ဘာလုပ်ရမလဲ D 3.5ကိုဆွဲရမယ်ဒါကြောင့် A ကိုပို့ပြပြီးတော့နောက်ချွန်လေးနဲ့ဆရာတို့3.5တိုင်းလိုက်မယ်ပြီးတော့ရင်ဝန်ပိုင်းလေးဗနီယာမှာမှတ်သားစုံမယ်မသိတော့ဆရာတို့ဝန်ပိုင်းလေးဆွဲလိုက်မယ် ။ပြီးတော့ရင်ဆရာတို့တွေဒီ ego ကိုပြူပြီးတော့ဆွဲပြီးသားပြီ။ ego ကိုပြူပြီးဆွဲပြီးသားပြီ။မြင်ပိုင်းလေးဆွဲပြီးသားပြီ။ဒါဆိုဆရာတို့ဘာကိုပို့ပြရမလဲ။ video ပို့ပြူပြီးတော့ video ဆွဲရမှာဖြစ်တယ်။ဒါကြောင့်မလို့ video ကိုပြူပြီးတော့5 cm တိုင်းတိုင်းပဲ။အဲ့တော့ video ကိုပြူပြီးတော့5 cm ပီရန်လီမှာသွားတိုင်းမှာ5 cm ပြီးတော့ရင်ခုနကဆွဲထားတဲ့ဆရာဥမ္မပိုင်းလေးကိုဘာလုပ်လိုက်မလဲဆိုတော့ဘိုင်းဖြန်လိုက်မယ်။ဒါဆိုဥမ္မပိုင်းနှစ်ခုဘိုင်းလိုက်တော့ဘာဖြစ်သွားရင်လဲ အမှတ်တမ်းရပြီဒီရပြီဘီဒီအဲ့ဒါဆရာတို့ဆင်းလိုက်မယ်အေနဲ့ဒီနဲ့ဆင်းမယ်ဒီနဲ့ဘီနဲ့ဆင်းမယ်ဒါဆိုဆရာတို့ဗာလေးရိုက်လဲ triangle လေးရပါပြီဒါဆိုဆင်းဆရာတို့ဘယ်နှဆင်းပြီးသားလဲ၃ဆင်းပြီးသားပြီအဲ့တော့ဒုတိယဆင်းကဆင်းနှစ်ကရေကိုကိုယူပြီးတော့ဆင်းလိုက်တယ်ဘယ်လောက်ဆင်းလိုက်တာလဲဆိုတော့3.5 cm ပြီးတော့ရင်ဆရာတတိယအဆင့်အဆင့်3ကပါဆွဲလိုက်တာလဲဆိုတော့ B ကိုပိုယူပြီးတော့ဆွဲလိုက်တာ5 cm ဟောပြီးတော့ဟာပြီเนาะဒါဆိုဆရာတို့နောက်ထပ် hori ဘက်ကအနေပြန် student လေးဒီ version လေးပြီးသွားပြီဆိုတော့ hori version ပဲကျန်တော့တယ်ဒါဆိုရင်ဆရာတို့ဆွဲရမယ့်ဒီနားလေးနဲ့ဒီနားလေးနှစ်ခုဆွဲရမယ်အဲ့ဒီနားလေးနှစ်ခုဒီမျက်နှာချင်းဆိုင်နားတွေဖြစ်တဲ့အတွက် AD လေးရဲ့အကွာအဝေးအတိုင်းပဲဆွဲရမယ် AB လေးရဲ့အကွာအဝေးအတိုင်းပဲဆွဲရမယ် ါကြောင့် BO ပို့ပြပြီးတော့ AB လေးရဲ့ကွာဝေးအတိုင်း AD လေးရဲ့ကွာဝေးအတိုင်း3.5ဆွဲရမယ်။ဒါဆိုဆရာတို့က B ကိုပုံပေါ်ပြလိုက်မယ်။ AD လေးရဲ့ကွာဝေးအတိုင်း3.5တိုင်းလိုက်မယ်။3.5တိုင်းလိုက်မယ်။ပြီးသွားရင်ဆရာတို့ဝန်ပိုင်းလေးပိုင်းဖြန်းမယ်။ဘယ်နေရာမှာဆုံးမဲမမ်းမသိတော့ဝန်ပိုင်းကိုကြီးကြီးလေးဆွဲလိုက်မယ်။ပြီးသွားရင်ဆရာတို့တွေ D ကိုပို့ပြမယ်။ဒီကိုပို့ပြပြီးတော့ AD ဘီဘီလေးရဲ့အကွာအဝေးတိုင်းဆရာတို့6စင်တီမီတာပိုင်းပြန်ရမယ်။ဒါကြောင့်ဆရာတို့6စင်တီမီတာတိုင်းလိုက်မယ်။6စင်တီမီတာ။ဒါဆိုဆရာတို့ဘိုင်းလို့ရပါပြီ6စင်တီမီတာ။ Can online တစ်ခုဖြတ်ပြီဆိုဆရာတို့နာမည်ရပြီသူ့ကိုဘာလို့ပေးရမလဲမှာ C လို့ပေးရမယ်။ဒါကြောင့်သူ့ကို C လို့ပေးနိုင်မယ်။ပြီးတော့ရင်ဆရာတို့ဆင်းလိုက်မယ်။ D နဲ့ C နဲ့ဆင်းမယ်။ C နဲ့ B နဲ့ဆင်းမယ်။ဟောဒါဆိုရင်ဆရာတို့ဘာရသွားပြီလဲ။ triangle BDC ကိုရသွားပြီ။ဒါဆိုဆရာတို့နောက်ထပ်အဆင့်၃ဆင့်ထပ်၂ဆင့်ပြီးတော့၂ဆင့်ဖြန့်လိုက်တယ်ပြီးသွားရင်၃ဆင့်ဆရာတို့လိုချင်တဲ့ triangle ရပါပြီ။ဟုတ်ပြီနော်ဒါဆိုဆရာတို့နောက်ဆုံးပါပြမလဲ။ဆရာတို့ဆွဲသားလိုက်တဲ့အနက်မြိုင် student ဆရာတို့လိုချင်တဲ့အနက်မြိုင် student ABCD ဝင်ရရှိပြီ။ကဲဒါဆိုရင်ဟောဒီပုံစံတလေးနောက်သမီးတို့နားလည်မယ်နော်။ဟုတ်ပါပြီ။ဒါဆိုဆရာတို့ link တင်ကလေးတွားရအောင်ပါ။ ကဲဒီတစ်ခါလဲဆရာတို့က AB ဘေးထား AB ဘေးထားရဲ AD ဘေးထားရဲဘုံတောင်စုံလေး A ကိုဖြစ်ပေါ်စေတာဖြစ်တဲ့သူတို့အနားနှစ်ခုသည်နီးစပ်နာပြီးသားရင်ဆရာတို့ BD ဘေးထားရဲဟုတ်ပြီနော်အဲ့တော့ BD BD ဘေးထားရဲအဲ့တော့နောက်ကအော်ဒီ B နဲ့ D နဲ့ဘေးထားရဲသူဒီတောင်ဖြတ်မြင်ဆိုတာဆရာတို့စဉ်းစားလို့ရတယ်ဒါဆိုဆရာတို့ပုံစံလေးဆွဲလိုက်မယ်အနေပြန်စတူကန်ဒါဆိုရင်အနေပြန်စတူကန်လေးဆွဲလိုက်မယ် A B C D နာမည်ပေးလိုက်မယ်ပြီးတော့ရင်ဆရာတို့တွေသူ့ရဲ့တိုင်းတာလေးလိုက်ထင်းလိုက်မယ်7.1 cm ပြီးတော့ AD က3.5တော့ AD လေးက3.5 cm ပြီးတော့ BD BD လေးကဘယ်လောက်လဲ3.5 5.2 cm ဟောဒါဆိုဆရာတို့တွေပုံချန်နေရပြီဆိုရင်ဆွဲလို့ရပါပြီပထမဆုံးအဆင့်ဘယ်သူကိုဆွဲရမလဲ AB ကိုဆွဲရမယ်။ဒါကြောင့်အဆင့်တည်းမြင်မှန်း AB 7.1ကိုဆွဲပါမယ်။ဒါကြောင့်ဆရာတို့ပေးနံလေးတွေယူလိုက်ပါမယ်။ တော့ AB sub point 1တခါလေးဆွဲလိုက်မယ် point 1လေးတွေပါတခြားဆွဲမယ်နာမည်ရေးလိုက်မယ် AB sub point 1 sub point 1 cm ဒီတော့အဲဆရာတို့ AD AD ကိုဆွဲရမှာဖြစ်တဲ့အတွက်အစင်းနေ A ကိုပို့ပြရမယ်။ဒါကြောင့်ဆရာတို့ A ကိုပို့ပြပြီးတော့သူပေးထားတဲ့ AD AD လေးသည်3.5ဆိုတော့ဆရာတို့က3.5တခါတဲ့တိုင်းလိုက်မယ်အွန်လိုင်းလေးရပဲနောက်မှဆုံးမဲမဲမသိတော့ဘိုင်းလိုက်ပြီးသွားပြီဒါဆိုရင်နှစ်ဆင့်ပြီးသွားပြီ ဒီအစင်းလေးပြီးသွားပြီ။ဒါဆိုနောက်တစ်စင်းဆရာတို့ဒါဖြန့်မြင်လေးဆွဲမင်းဒါဆို BO ပို့ပြူပြီးတော့ဒါဖြန့်မြင်လေးဆွဲရမင်း။ဒါကြောင့် BO ပို့ပြူပြီးတော့သူပေးထားတဲ့5.2တိုင်းရမင်း။အဲ့တော့5.2ပင်ရလေးမှာသွားတိုင်းမယ်။ BO ပို့ပို့ပြူလိုက်မယ်။ပြီးသွားရင်ခုနကတော့ဆွဲထားတဲ့ online လေးကိုပိုင်းဖြန့်မယ်။အဲ online နှစ်ခုပိုင်းလိုက်တော့နံပါတ်တစ်ခုရပြီ။ဆရာတို့ပေးမယ်။ D ကိုရသွားပြီ။ဒါဆိုဆရာတို့သူ့ကိုဘာလို့ပေးမလဲ။ D လို့ပေးလိုက် ပြီးရင်ဆင်းလိုက်မယ် A နဲ့ D နဲ့ဆင်း D နဲ့ B နဲ့ဆင်းကဲဒါဆိုဆရာတို့လိုချင်တဲ့ triangle လေးအရင်ဆုံးရသွားပြီအဲကြောင့် triangle လေးရပါပြီဒါဆိုရင်ပထမဟောဒီ triangle လေးပြီးသွားရင်ဒုတိယဒီဘက် triangle လေးဆင်းရမယ်ဒါကြောင့်မျက်နှာချင်းဆိုင်နာတွေသူတို့ရဲ့အကွာအဝေးတိုင်းဆရာတို့ကဘာလုပ်လိုက်ရုံပဲလဲဆက်ပြီးတော့ဆင်းလိုက်ရုံပဲဒါဆိုဆရာတို့ရေဒီ B B ကိုပုံကိုပြူပြီးတော့ AD လေးအတိုင်းဆွဲရမယ်အဲ့တော့ AD လေးက3.5ဆိုတော့ဒီမှာတခါလေးထည့်လိုက်မယ်3.5 cm တောင်ပြန်မြင်လေးကဆရာတို့ဆွဲထားရဲ5.2ဒါကြောင့်တခါလေးထည့်လိုက်မယ်5.2 cm ပြီးသားရင်ဆရာတို့တို့ရဲ့မြင်နေချင်းဆိုင်နာအကွာဝေးတိုင်း3.5ဆိုတော့3.5ဆွဲလိုက်မယ်မိုဘိုင်းလေးကကြီးကြီးလေးဆွဲလိုက်မယ်ဆရာတို့က ဖြတ်မှတ်ရအောင်လို့တကြာတူတူလေးဆွဲထားရင်ဖြတ်မှတ်မရပဲနဲ့လွယ်နေမှာဆိုတော့နှစ်ခါပြန်ဆွဲနေရတယ်။ဟုတ်ပြီနော်ဒါဆိုဆရာတို့လေ AB ကွာဝင်းလေးက7.1ဆိုတော့ဆရာတို့က7.1အတိုင်းလိုက်မယ်။7.1အတိုင်းပြီးတော့ရင်ဆရာတို့ဆွဲထားတဲ့ဝမ်းပိုင်းလေးကိုပိုင်းဖြန်လိုက်မယ်။ဟုတ်ပြီနော်ဒါဆိုဆရာတို့အဲဝမ်းပိုင်းတစ်ခုပိုင်းလိုက်တော့ဆရာတို့နံပါတ်ရပြီဆရာတို့လွဆွဲလိုက်တဲ့ C ကိုရပြီဒါကြောင့်သူ့ကို C လို့ပေးလိုက်မယ်ပြီးသွားရင်ဆင်းလိုက်မယ် D နဲ့ C နဲ့ဆင်းမယ် c နဲ့ b နဲ့ဆက်မယ်။ဟုတ်ကောနောက်ဆုံးဆရာတို့လိုချင်တဲ့ဓာတ်ပြန်မြင်ရောနိစ္စအနာနာနာပေးထားတဲ့နာမည်စတုဂံလေးရပါပြီ။အဲ့တော့ဆရာတို့ b နဲ့ d ကိုပို့ယူပြီးတော့ဆင်လိုက်တဲ့အဆင့်လေးရေးမယ်။ပြီးသွားရင်ဆရာတို့တွေအနားတွေဆင်လိုက်တဲ့အခါမှာဆရာတို့လိုချင်တဲ့အနာမည်စတုဂံ a b c d ကိုရရှိပါပြီ။ကဲဒါကနံပါတ်3မှာတောက်သမီးကနံပါတ်3လေးစာလို့ စတက်တာတက်မယ်လို့ဆရာယုံကြည်ပါပြီเนาะကဲဒါဆိုရင်ဆရာတို့နောက်ထပ်နံပါတ်4နံပါတ်4ဆွဲရအောင်ပါ ကဲဒါဆိုရင်ခုနကလိုပဲဆရာတို့ပုံကြမ်းလေးဆွဲမယ်ကွာနေပြိုင်စုခံလေးဆွဲလိုက်မယ်နာမည်ပေးလိုက်မယ် A B C D ဒီမှာလည်းကြာတော့ဆရာတို့တေချာစဉ်းစားရအောင် A B မှာလည်း B B C လို့ပေးထားတယ်ဒါဆိုဘုံတောင်ဆုံးလေးဖြစ်ပေါ်စေတာဒီဘယ်သူလဲ ဖြစ်တယ်เนาะအဲ့တော့ B ဖြစ်တယ်ဒါကြောင့်မလို့ဆရာတို့ဒီဘုံတော်စုံလေး B ကိုဖြစ်ပေါ်စေတဲ့အတွက်သူတို့အနာနာနာဒီနီးစပ်အနာ ပြီးတော့မှဆရာတို့ကဟောဒီ A နဲ့ A နဲ့ C နဲ့ဟုတ်ပြီเนาะ AC ကိုပြောထားတာပြီးထားတာဖြစ်တဲ့သူဒီတောင်းပြန်မြင်ကဘာဖြစ်သွားလဲ AC ဖြစ်သွားတယ်ပထမပုံစံလေးနဲ့ဆရာတို့ကပုံစံလေးပြောင်းသွားတယ်ဒါလေးသတိထားရအောင်ဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့က AB က4.3 cm ီတာရင်ကျတော့ BC BC လေးက2.9 cm ဒီတော့ရင်ဆရာတို့ AC ဟောဒီတစ်ခါပုံစံပြောင်းသွားပြီ A နဲ့ C ကိုဆွဲရမယ် AC လေးက5.5 cm ဟောပုံစံလေးသိရပြီဆိုရင်ဆရာတို့ကကိုဆွဲရမယ့်ပုံကိုသိသွားပြီเนาะအဲ့ဒါဆိုဆရာတို့ကဆွဲရတာတွေ့ကူသွားပြီဒါဆိုဆရာတို့ဘယ်သူ့ကိုအရင်ဆွဲရမလဲ AB မြင်ပိုင်းလေးကိုအရင်ဆုံးဆွဲရမယ် ။ဒါကြောင့် AB မြင်ပိုင်းလေးဆွဲလိုက်မယ်။4.3လို့ပြောတော့ကျွန်တော်4.3ဆွဲလိုက်မယ်။အတော့4.3သုံးသိန်းမြောင်။ဒီတော့ရင်တစ်ခါလေးနံပါတ်ရေးမယ် AB 4.3 cm 0.3 cm ဟုတ်ပြီပြီးသွားပြီဆရာတို့နောက်တစ်ဆင့်ဘာကိုဆင်ရမလဲ BC ကိုဆင်ရမယ်ဒါကြောင့်ဒီတခါကျတော့ B ကိုပို့ကိုပြုရမယ် BC လေးအဆရာတို့က2.9လို့ပြောတဲ့အတွက်2.9ဘယ်ရန်လေးမှသွားတိုင်းမယ်ဝန်ပိုင်းလေးဆင်လိုက်မယ်အဲ့ဒီဝန်ပိုင်းလေးကဘယ်နေရာမှာလာဆုံးမယ်မသိတော့ဝန်ပိုင်းလေးကိုကြီးကြီးလေးဆွဲထားလိုက် ဟောဒါဆိုရင်ဆရာတို့ BCU ရဖို့အတွက်ဆက်ပြီးသားရေဒါဆိုတောင်းပြပြင်က ACU ဆွဲရမှာဒါကြောင့်ဘသူ့ကိုပို့ပြရမလဲဆိုတော့ A ကိုပို့ပို့ပြရမယ်ဒါကြောင့် A ကိုပို့ပြမယ်သူက555လို့ပြောတဲ့အတွက်ဆရာတို့555တိုင်းလိုက်မယ်555တိုင်းပြီးသားရင်အခုနကဆွဲထားတဲ့ဝန်ပိုင်းလေးကိုပါလုံးလိုက်မယ်ဘိုင်းဖြန်လိုက်မယ်ဟောဖြန်မှန်ရပြီဒါဆိုသူ့ကိုဘာလို့ပေးလိုက်မလဲ C လို့ပေးလိုက်ကဲဆရာတို့လိုချင်တဲ့ C လေးရပါပြီ ါဆိုဆင်းလိုက်တော့မယ် a နဲ့ c နဲ့ဆင်းမယ် a c နဲ့ b နဲ့ဆင်းမယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့ရဲ့အတိုင်းအတာလေးထည့်လိုက်မယ်2.9 cm ပြီးတော့ဒီဘက်က5.5 ော်ဆရာတို့လိုချင်တယ်အော်ဒီ triangle လေးပြီးသွားပြီဒါဆိုအော်ဒီ vision လေးပဲကျန်တော့တယ်အဲ့ vision လေးဆွဲဖို့အတွက်ဆရာတို့ကမျက်နှာချင်းဆိုင်နားတွေအတိုင်းဆွဲရမယ် BC လေးက2.9ဆိုတော့ဆရာတို့က ego ကိုပြူပြီးတော့ဘလာလဲ2.9ပိုင်းဖြန်ရမယ်ဒါကြောင့် pattern လေးမှာ2.9တော့တိုင်းမယ်ပြီးသွားရင်ဆရာတို့ on mind လေးဆွဲမယ်ကဲပြီးသွားရင်ဆရာတို့လေ နောက်တဲ့ C ကိုပို့ကိုပြုမယ် C ကိုပို့ပြုပြီးတော့ဘယ်လောက်ဆွဲရမလဲ AB ကွာဝေးတိုင်း4.3ဆွဲရမယ်။ဒါကြောင့်ဆရာတော်က C ကိုပို့ပြုပြီးတော့4.3တိုင်းလိုက်မယ်။ဒီတိုင်းရင်ဆရာတော်ကဆွဲထားတဲ့ဝန်ပိုင်းလေးကိုပိုင်းဖြန်နိုင်မယ်။ကဲဒါဆိုဆရာတော်ဖြတ်မှတ်လေးရပြီဘယ်လောက်ရပြီလဲ။ဒီဆရာတော်ဆွဲတဲ့ D ကိုရပြီ။ဟောဒါဆိုဆရာတော်အမှတ်တွေလိုက်ဆန်းနိုင်မယ်။ D နဲ့ C နဲ့ဆက်မယ် D နဲ့ E နဲ့ဆက်မယ်ကဲဒါဆိုရင်ဆရာတို့လိုချင်တဲ့နောက်ပြန်မြင်ရင်ဤဆက်အနာနနာပေးထားတဲ့ပါဝင်ရပြီလေနှမြန်စတုကန်လေးရပြီအဲ့တော့ကိုယ့်ရဲ့ဆွဲသားချက်လေးတွေအတိုင်းဆရာတို့ဘာလို့နိုင်ရုံပဲလေအဆင်လေးတွေရင်းလိုက်ရုံပဲအဲ့တော့ပထမ AB ကိုဆွဲတယ်ဒုတိယက BC ကိုဆွဲလိုက်တယ် B ကိုပို့ယူပြီးတော့ဆွဲလိုက်တယ်တတိယဆရာတို့လေးဘာဖြစ်သွားလဲ triangle လေးရသွားတယ်ဟုတ်ပြီနော်ပြီးတော့ရင်ဆရာတို့နောက်ထပ် A ကိုပို့ယူပြီးတော့ဆွဲလိုက်တယ် ANC ကိုပို့ပြီးပြီးဆင်းလိုက်တော့ဒီရရဲဒါဆိုဆရာတို့ triangle လေးရပြီဆရာတို့လိုချင်တဲ့အနှံ့ပြန် student လေးရပြီပေါ့ဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့ဒါလေးချင်းကန်းလေးကနံပါတ်လေးနားလည်မယ်လို့ဆရာယုံကြည်ပါတယ်ဒီနေ့သင်ခန်းစာလေးကနီးစပ်အနားနှစ်နားနဲ့တောင်းပြန်ပြီးထားတဲ့သင်ခန်းစာလေးကဒီမှာပြီးပါပြီဒါဆိုဆရာတို့ဆရာမြင်းအရင်ပြောနေကြစကားလက်ဆောင်လေးအဲ့တော့ဒီနေ့အတွက်စကားလက်ဆောင်လေးကဘာဖြစ်မယ်လို့ထင်လဲ ဒီနေ့စကားလက်ဆောင်လေးပါဖြစ်မယ်လို့တင်လိုက်ဟုတ်ပါပြီဒီနေ့ရဲ့စကားလက်ဆောင်လေးကကမ္ကုံနောက်ကောက်ကောက်ပါလျင်ဘေးတွေ့တတ်သည်ဟုတ်ပြီနော်အဲ့တော့ကမ္ကုံနောက်ကောက်ကောက်ပါလျင်ဘေးတွေ့တတ်ပါလေအဲ့တော့သာတလူသမီးတို့ကိုဆန်ကားဆပ်ပတ်စီခြင်းပါလေ950ဇက်တော်လေးဒီမှာမှာတော့ဖက်ကြည့်လို့လည်းရပါတယ်ဟုတ်ပြီနော်အဲ့တော့သာတလူသမီးတို့ဒီဆရာမိဖားတို့အထက်တဆင်းမြင့်အောင်ကြိုးစားနိုင်တဲ့ကျောင်းသားကျောင်းသူလေးများဖြစ်ကြပါစေဘိုင်ဘိုင်